မင်္ဂလာပါဒီနေ့ Facebook နဲ့ပတ်သက်တဲ့သိသိနာလေးတွေကိုရှင်းပြပေးသွားမှာပါကျွန်တော်တို့ Facebook မှာ Facebook software ကိုတော်တော်များများကတော့အဲ make to sign နေမှာတော့သုံးနေကြတော့မှာပဲเนาะ ဖိတ်မိကလည်းကျမတို့ဘာတွေလုပ်လို့ရလဲဖိတ်စာတွေရိုက်လို့ရတယ်လိပ်စာကတ်တွေစာအုပ်ဒီဇိုင်းတွေထုတ်လို့ရပါတယ်ဒီထက်ပိုပြီးတော့မြင့်နာသုံးချင်ရင်တော့ InDesign software လေးကိုပြောင်းသုံးပေးပါလို့အကြံပေးချင်ပါတယ်ဒါလေးပါနော် Adobe InDesign ပါ PageMaker က version 6.5ကနေပြီးတော့စပြီးတော့ပုံပြီးတော့7.0မှာရပ်လိုက်ပါတယ် အစ်စ်ထပ်ထွက်လာတာကတော့ခုနကျွန်မပြရတဲ့ InDesign software လေးပါနော် Photoshop နဲ့ PageMaker နဲ့ကျွမ်းနေဆိုရင် InDesign ကိုတော်တော်များများသုံးလို့ရပါတယ်နော်ကဲအခုကျွန်မတို့ PageMaker မှာဆိုင်ရိုက်မယ်ဆိုရင်ဆိုင်ရွက်အစ်စ်ကလေးတောင်းပါမယ်ဆိုင်ရွက်အစ်စ်တောင်းပြီဆိုရင် Paper Site ကကိုကဘာသုံးချင်တာလဲလီကဲသုံးချင်တာလား A4 သုံးချင်တာလားရွေးပါမယ် ပြီးတော့ရင် orientation က tall la wide la ရွေးပါမယ် tall ဆိုတာကစာအုပ်လိုမျိုးအရှိလိုက်ရိုက်ဖို့အတွက်ပါ wide ကတော့ကလန်းရိုက်ဖို့အတွက်ပါပြီးတော့ double side ကျတော့စာအုပ်ပုံစံဘယ်ညာမျက်နှာပြင်နှစ်ဖက်ကိုရိုက်တဲ့အခါမှာ သုံးမှုအတွက်ပါကိုကစာအုပ်ရိုက်မှာမဟုတ်ဘူးဆိုရင်ဒါလေးကိုဖြုတ်ထားရပါမယ်ပြီးတော့ရင် margin ပတ်ပတ်လေးကိုအနားလေးတွေသတ်မှတ်ပေးရပါမယ် number of page ကကြတော့စာရွက်ကိုဗနရွက်ပေါ်နေတာလဲဒီမှာကျွန်မက3ရွက်လို့ရေးထားပါမယ်ပြီးသွားရင်ပပတ်လေကို0.5လေးထားလိုက်ပါမယ်ပြီးရင် okay ကိုနှိပ်လိုက်ပါမယ် okay နှိပ်ပြီးရင်ခုနကတော့စာရွက်3ရွက်ပေးထားတာဖြစ်တဲ့အတွက်ဒီလိုမျိုး1 2 3လို့ပေါ်ပါမယ် စာရွက်သစ်တောင်းရင်လည်းဆိုရင် right click insert page ပြီးရင် insert အရေးအတွက်စာရွက်ကိုဘယ်နဲ့ရွက်ထားမှလဲကျမက9ရွက်လို့ပေးလိုက်မယ်ခုနကရှိတာ3ရွက်အခုထပ်ပြီးတော့ထွက်လာမှာက9ရွက်ဆိုတော့စုစုပေါင်း10ရွက်ဖြစ်သွားပါမယ်ပြီးတော့ကျမတို့ဒါကစာရွက်အစ်စ်တောင်းတာပါ ဒီ file တစ်ခုထဲမှာပုံစံတူတယ် site တူတယ်ဆိုရင်ဥပမာ A4 ကို download ပဲရရမယ် file တွဲဆိုရင်ဒီထဲမှာပဲစာရွက်အသစ် bright color insert page ဒီလိုလေးနှိပ်ပြီးတော့ခေါ်ခေါ်ဝါပြီးတော့အများကြီးကျမတို့ရိုက်လို့ရပါတယ်ဒါစာမျက်နှာ1စာမျက်နှာ2စာမျက်နှာ3တကယ်လို့ကျမတို့ရဲ့စာရွက်မှာ ဟက်ဒါတို့ဖူတာတို့တက်ချင်နေဆိုရင်ဒီနားလေးရာ master page လေးကို click နှိပ်ပြီးတော့ဒီနားလေးမှာကျမတို့စာပေါင်းလေးဆွဲဟက်ဒါတက်ပြမှာပါနော်စာပေါင်းလေးဆွဲပြီးတော့ mo computer training ဒီလိုလေးရိုင်းလိုက်ပါမယ်ရိုက်ပြီးသွားရင် center ထားမယ်ဆိုရင်လည်း စလန်လုပ်ပြီးတော့ကျူထဲဝင်ပြီးတော့စန်တာလေးကိုထားလိုက်မယ်။စိုက်လေးကိုပြီးချက်မယ်။ပြီးတော့ဒီလိုလဝါပုံက keyboard ပေါ်က shortcut က alter key လေးကိုဖိပြီးတော့ဒီလိုလေးဆွဲချပါမယ်။ ठी လေးကိုပြန်နှိပ်ပြီးတော့ site လေးကိုအဲ16လောက်ထားပြီးတော့ကျွန်မကဘိုးလေးထည့်လိုက်ပါမယ်။ကဲအားလုံးပြီးပြီးစိတ်ကြည်နေပြီဆိုရင်ကျွန်တော်စာမျက်နှာနံပါတ်1ကိုနှိပ်ကြည့်မယ်။ ဟောကွန်ပျူတာထရိနင်းစာမျက်နှာနံပါတ်2ကိုနှိပ်ကြည့်ပါမယ်။ကဲစာရွက်တွေရှိရင်ရှိသလောက်အားလုံးပါဟတ်တာလေးဟာပေါ်နေမှာပါ။တကယ်လို့စာပြင်ကျင်တာပဲဖြစ်ဖြစ်ဒီဇိုင်းလေးတွေပြင်ကျင်တာပဲဖြစ်ဖြစ်ကျမတို့ဒီ R ကိုပြန်နှိပ်ပြီးတော့ master page လို့ခေါ်ရနော်။သူ့ကိုနှိပ်ပြီးတော့ကျမတို့ပြင်လို့ရပါတယ်။ခုကျမက color လေးထည့်ကြည့်ပါမယ်။ ကလာထက်မယ်ဆိုရင် slash လုပ်ပြီးတော့ဝင်းနိုးရဲကနေ show color လေးကိုနှိပ်မယ်။ပြီးသွားရင်ကျမက magenta ရောင်လေးကိုရွှေ့လိုက်ပါမယ်။ကဲဆောင်ရွက်လေးတွေတရွက်ချင်းလိုက်ပြီးတော့ဖွင့်ကြည့်ရအောင်။ကဲဒါဆိုရင် header ထည့်တဲ့သင်ခန်းစာပြီးပါပြီ။ footer ထည့်ခြင်းနဲ့ဆိုရင်ဒီ master page ထဲကိုသွားမယ်။ပြီးရင်အောက်ဘက်မှာစာရိုက်ပြီးတော့ထည့်လိုက်ပါမယ်နော်။ တကယ်လို့ကျမတို့ကရေစာထည့်ခြင်းနဲ့ဆိုရင် ကျမတို့ရဲ့ရေစာထည့်ခြင်းနဲ့စာလေးကိုဒီလိုမျိုးစာပေါင်းလေးဆွဲမယ်ပြီးရင်စာရိုက်မယ်ဒီဒါလေးကိုကျမကစိုက်ကြီးကြီးချဲ့လိုက်ပါမယ်စိုက်ကြီးကြီးချဲ့ဖို့အတွက်90နှစ်နဲ့ထားလိုက်မယ်။ရေစာဖြစ်တဲ့အတွက်ကျမတို့ science လေးကိုရွေးပြီးတော့ ထင်လေးကိုရှော့ကြည့်ပါမယ်။ထင်ချောလိုက်ရင်အရောင်လေးကမှိန်သွားပါတယ်။ကျွန်တော်ဆက်လက်လုပ်ပြီးတော့ထပ်ပြီးတော့ရှော့ပါမယ်။30လောက်ထားကြည့်ပါမယ်နော်။ကဲ30ဆိုရင်ဒီလိုလေးမြင်ရမှာပါ။ကဲဒါအောင်မကိုကထူသေးတယ်ထင်လို့ရှိရင်ထပ်ပြီးတော့ရှော့ပါမယ်။ထင်ခါလာကိုကျွန်မက30လောက်ပဲထားလိုက်ပါမယ်။ ခပပားလေးပဲမြင်ရတော့မှာပါဒါလေးကို control minus နဲ့ချုပ်ပြီးတော့ကျမတို့ဒီဇောင်းပုံစံလေးထားဖို့အတွက်ဒီကောင်လေးကို rotate tools လေးကို ခေါ်ပြီးတော့ဒီကနေကင်ပြီးတော့တတလေးစောင်းလိုက်ပါမယ်နော်ကဲဒီလိုလေးစောင်းလိုက်တာပါဒါဆိုရင်ကိုကဆာရွက်ရဲ့အလင်းသားမှထားခြင်းနဲ့ဆိုရင်ဆာရွက်လေးကိုပေးပြီးတော့ခြင်းမယ်။ ခြင်းပြီးတော့ကျမတို့ဒီလိုလေးထားလိုက်ပါမယ်နော်ညလေးနဲ့ဆန္ဒကြအောင်ညီညီလေးထားလိုက်မယ်ချဲကြည့်လိုက်မယ်ကဲဒါဆိုရင်ကျမတို့ရဲ့စာအုပ်ရဲ့ရေးစာလေးရပါပြီကျွန်내စာမျက်နှာတွေမှာကြည့်ကြည့်ပါကဲဒီမှာကျမကမြန်မာစာစပြီးတော့ရိုက်ပါမယ်မြန်မာစာရိုက်မယ်ဆိုရင်စာပေါင်းလေးကိုဆွဲမယ်စာပေါင်းမဆွဲဘဲနဲ့ဒီလိုထက်ရနဲ့ကလစ်ချလိုက်လဲရပါတယ်เนาะ control plus နဲ့ချဲလိုက်မယ်။ပြီးရင် order လေးဖြည့်ပြီးတော့စာပေါင်းလေးကိုမြင်အောင်ဆွဲချလိုက်မယ်။မြမဖောင့်လေးပြောင်းပါမယ်။မဖောင့်ကိုကျွန်မကဒီမှာ matrix နဲ့ပဲရိုင်းလိုက်ပါမယ်နော်။ကဲပြီးရင် font size လေးကိုပြည့်ကြည့်မယ်။ကျွန်မက24လောက်ထားလိုက်ပါမယ်။ပြီးရင်ကျွန်မနာမည်ရိုက်ကြည့်ပါမယ်နော်။ဩော် ဒေါ်ရိုက်ဖို့အတွက်ဓာရီရိုက်လို့မရပါဘူးเนาะဓာရီရိုက်ချင်တယ်ဆိုရင် file ကနေ preference general general တွေကနေ more more ကိုနှိပ်မယ် more တွေကနေ use typographer quotes ရာလေးကိုမှန်ချစ်ဖြုတ်ပြီးတော့ okay okay ပေးလိုက်ပါမယ်ဒီလုံလေးစာပေနေရင် order လေးဖိပြီးတော့ဒီလိုဆွဲလိုက်ရင်ပြတ်သွားမှာပါเนาะ ကဲပြီးပြီဆိုရင်ကျမတို့ဓာရိုက်ရိုက်လို့ရပါပြီ။ကဲကိုရိုက်ချင်တာရိုက်လို့ရပါပြီ။ကဲအခုဒေါအချိုက်လေးရိုက်ကြည့်မယ်။ဓာရိုက်လည်းရသွားပြီဒေါအချိုက်လည်းရသွားပြီ။ဒီလောက်ဆိုရင် page me ကစတုံးနေတဲ့သူတွေအဲဘဟုတုတလေးတွေရသွားမယ်လို့ကျမမျှော်လင့်ပါတယ်။